ဲ့ဒီအခါမှာနေထိုင်နေသူကတော့ Mr. O1 လို့ခေါ်တဲ့အသက်42နှစ်အရွယ်ကိုရီးယားတရုတ်လူမျိုးတယောက်ပဲဖြစ်ပါတယ်။အဲ့လိုနဲ့ရဲတွေကပေါ့နော်အဲ့ဒီတိုက်ခန်းကိုတကားခေါက်လိုက်တဲ့အခါမှာတော့ဒီ Mr. Su မောကတကားလာဖွင့်နေအဲ့ဒီအချိန်မှာရဲတွေကသူ့ကိုထိန်းသိမ်းလိုက်တယ်ပေါ့။အဲ့ဒါနဲ့ရဲတွေကသူ့အိမ်ထဲကိုဆက်ပြီးတော့ဝင်လဲဝင်သွားတော့အိမ်ထဲမှာဆိုလို့ရှိရင်ဒီ plastic ထုတ်ကြီးပေါ့နော်14တုပ်ကိုတွေ့တယ်အဲ့ဒီဝင်သွားတဲ့ရှောက်လမ်းမှာဆိုလို့ရှိရင်ဒီလူရဲ့အိမ်မှာအမျိုးသမီးမရှိဘဲနဲ့ဟောပေါ့နော်သုံးမိသားအမျိုးသမီးလားစင်သုံးပစ္စည်းတွေကလည်းပွားစာကျဲပြီးရရှိနေတယ် ပြီးတော့ဧကန်းထဲမှာဆိုလို့ရှင်မွေအသေးတွေနဲ့စိန်ထားတဲ့အရက်ပလင်းတွေကိုလည်းတွေ့ကြရဒီလိုမျိုးအရက်တွေအားဆိုလို့ရှင်တရုတ်တွေအများဆုံးတောက်တတ်တဲ့အရက်မျိုးပေါ့နော်ပြီးတော့တခြားအရက်ပလင်းတွေလည်းရှိရဲအဲ့ဒီအရက်ပလင်းညာဆိုလို့ရှင်အေကိုဟော55ရာခိုင်နှုန်းတောင်ပေါဝင်ပါတယ်နောက်သူ့ရဲ့ဧကန်းထဲကိုဝင်သွားတဲ့အခါမှာဆိုလို့ရှင် luggage တွေပေါ့နော်အဝတ်အစားတွဲလောင်းတဲ့ luggage တွေရှိရဲပြီးတော့ညစ်ပတ်နေတဲ့မှု့ရာကြီးလည်းရှိရဲဒီကျန်းကင်းပေါ်မှာဆိုလို့ရှင်လည်းသေးလန်းချောင်းတွေ့ရတယ်ပေါ့နော်သေးလန်းချောင်းကသူ့ရဲ့အခန်းထဲကနေပြီးတော့ရေချိုးကန်းအိမ်နာတွဲရဲ့အခန်းထိတွေ့ရတဲ့အတွက်အဲ့ဒါနဲ့ပဲရဲတွေကဒီအိမ်နာတကားကို ွင့်ကြည့်လိုက်တဲ့အချိန်မှာဒီလက်လက်ဆက်ဆက်သေဆုံးနေတဲ့အမျိုးသမီးရဲ့ခန္ဓာကိုအယိုးစုယူတွေးလိုက်ရတယ်။အဲ့အယိုးစုမှာဆိုလို့ရှိရင်ခေါင်းကတော့အမျိုးသမီးခေါင်းပဲအယိုးမထွင်ရသေးဘူး။ဒီခန္ဓာကိုအောက်ပိုင်းတစ်ခုလုံးကလယ်ဘင်းကနေစပြီးတော့ခြေလက်အင်ကအကုန်လုံးကအယိုးပဲကြံပါတော့တယ်တဲ့ဒီခေါင်းနဲ့မျက်နှာလေးပဲပေါ့နော်အယိုးမထွင်ရသေးတာပါ။ အဲ့လိုနဲ့ရဲတွေကလမ်းဖြန်ပြီးတော့အသားတွေရောအသားတွေမင်းဘာလုပ်ပလိုက်လဲဘမလဲလို့မေးတဲ့အခါမှာမစ္စတာဆူဝွန်ကစောနာကပလတ်စတစ်အိတ်တွေကိုလက်ညှိုးထိုးပြလိုက်တယ်။ရဲတွေကဖြန့်ချီလိုက်တော့မှအသားဖြတ်စရတွေနဲ့ကိုရင်းကလီစာတွေကိုတွေ့ရှိခဲ့ရပါတယ်။